တေချန်ကချမ်းချောင်းကာဆယ်ကိုရှုံးကဖလားတလုံးထပ်မံလက်လွတ်လိုက်ရတဲ့လေပါဘူးပရိသတ်များလုံးမမိလားဗျာဘလူးလိုင်းကင်းကနေပြန်လဲချိုးလိုက်ပါရင်ဒီပေါင်းနဲ့နယူကာဆယ်ရဲ့ကာရဝမ်ဖလားပွဲကတော့နယူကာဆယ်ရဲ့အနိုင်ရလက်နဲ့ပြီးဆုံးသွားခဲ့ရပြီဖြစ်ပါတယ်ဒါကအချိန်လေးရဲ့အတွင်းမှာပဲလေပါဘူးတို့ကြုံတွေ့ခဲ့ရတဲ့ဒုတိယမြောက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်ဒီရှုံးပွဲကြောင့်လေပါဘူးအသင်းဟာတပတ်အတွင်းမှာပဲချန်ပီယံလိနဲ့ကာရဝမ်ဖလားတို့ကိုလက်လွတ်လိုက်ရပြီလေဖြစ်ကဒီအားဒီမှာသူတို့ယူစီအာဆိုတော့ပရီးမီးယားလိဖလားတလုံးနဲ့သာကြံရှိပါတော့တယ် ပဲကြီးကိုရှုံးနေပြီးချန်ပီယံလိဂ်ကနေထွက်ခွာလာခဲ့ရတာကြောင့်အခုနယူကာဆယ်နဲ့ပွဲကိုခရရိုက်စေခဲ့ပြီးဒီဖိုင်နယ်ရှုံးပွဲကြောင့်ပရီးမီးယားလိဂ်ကိုတောက်လျှောက်ခရမရိုက်စေဖို့ဆူတောင်းရတော့မှာပါကာရာဘောဖလားဖိုင်နယ်ပွဲကိုလီဗာပူးတို့ဘာကြောင့်ရှုံးနေခဲ့ရတာလဲကျွန်တော်အနေနဲ့ကတော့ဟော်ရီအချက်၅ချက်ကိုရှာတွေ့ထားပါတယ်နံပါတ်၁နယူကာဆယ်ကကာရာဘောဖလားကိုပိုလိုချင်ခဲ့တယ်တန်အလန်တန်ပထမဆုံးရာသီမှာခရေကနယူကာဆယ်ကကာရာဘောဖလားဖိုင်နယ်တက်ခဲ့ပြီးဖလားကင်မြောင်းနိုင်မှုလက်ကမ်းအလို့ကိုရောက်ရှိခဲ့ဘူးလားပါ မိုင်ကားဖလန်ဖလန်ဖြစ်ပြီး Rafo ကကြောက်စရာကောင်းအောင်ခြေစွမ်းပြနေနိုင်ခဲ့တဲ့ရာသီဖြစ်လို့သာကာဆယ်ကနှစ်ကိုးပြတ်နဲ့အရှုံးပေးလိုက်တာပါကာဆယ်အသင်းကပလားလက်မဲ့အဖြစ်နဲ့ဖျက်သန်းနေရတာနှစ်ပေါင်း80ပြေပါတော့မယ်ယခုအချိန်ထိအသင်းကဘဲချန်အင်အားလဲတောင်းတင်းလာခဲ့ပြီးဖြစ်လို့ကစားမကောင်းတွေကိုဖြည့်တင်းပြီးကာဆယ်ကစူပလားတွေကိုပြတ်မဲ့ထားလာခဲ့တာပါဒီအတွက်ကာနာဘောင်းဖလားကကာဆယ်အတွက်အဓိကပြတ်မဲ့ထားတာဖလားတစ်လုံးဖြစ်လာခဲ့ပါတယ်ဒီပွဲမှာတော့ကာဆယ်ကဒီဖလားကိုပိုလိုချင်းနဲ့စိတ်နဲ့ကစားသွားခဲ့ကြပြီးတကယ်လဲစူပလားကိုကင်မြောက်နိုင်ခဲ့ကြပါတယ် မက်နဲ့ physical ပိုင်းကြံ့ခိုင်မှုကဒီပွဲရဲ့ကွင်းနဲ့ဘက်ထဲကိုအဆုံးဖြတ်ဖြစ်စေခဲ့တယ်။ဒီပွဲမှာမှမဟုတ်ပါဘူး။ဘယ်ပွဲမှာမဆိုကာဆင်က physical ပိုင်းကြံ့ခိုင်မှုကအားပြုပြီးတော့ကစားတက်လို့ရှိတဲ့အသင်းမှာ Gomaris အုပ်ဆောင်တဲ့ကာဆယ်ကွင်းလည်းကလည်းဘောကွင်းလည်းကိုအသာစီးကနေကစားပြသွားနိုင်ခဲ့ပါတယ်။ဒီဘက်ကိုကြည့်ရတာကြံ့ခိုင်မှုအပိုင်းမှာသိပြီးမပြေဝသလိုပါပဲ။တပွဲလုံးလုံးလုံးရုန်းကန်နေခဲ့ရတာများပါတယ်။ကမာရီတယောက်တည်းကရင်လဘောက်ကွင်းလယ်နဲ့ဂျရယ်ချင်းကိုကျင်ရှင်တိုက်ရမှာ၈ချိန်ထိအသာရရှိခဲ့သလို area ဂျရယ်ပိုင်းမှာလည်းကာဆင်ကပဲ68ရာခိုင်နှုန်းလောက်ထိအသာရခဲ့ပါရင်ဒါကဒီပွဲရလက်ကိုအထူးကဆုံးဖြတ်ပေးသွားခဲ့တယ်လို့ယူဆမိပါရင် ။နံပါတ်3အာလုံးမပါနိုင်ခဲ့တာကလေဘာအုပ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တယ်။ ဒီဘက်မှာတော့လေဘာဝီရဲ့ညာချမ်းခန်းစင်မှာအာလုံးပါခဲ့ပဲကွမ်စာပါဝင်လာခဲ့ပါတယ်။ဒါကလေဘာဝီရဲ့ကစားကွက်ကိုတိတာထင်ရှားစွာဆောက်ရုပ်စေခဲ့ပါတယ်။အထူးသဖြင့်အာလုံးရဲ့ cross ball တွေကိုဒီဘက်မှာမရလိုက်တာကကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။အာလုံးရဲ့ line breaking pass တွေနဲ့သာဆိုရင်ဒီပွဲမှာကာဆဲရဲ့ pressing line တွေကိုကောင်းစွာကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ကွမ်စာကစီမီကစားသမားပါညာချမ်းမှာထွက်ကစားခဲ့ရတာကြောင့်ခန်းစစ်ကိုပဲပို့ပြီးအာယုံဆိုင်ခဲ့ကအာလုံးလိုမျိုးထိရောက်တဲ့တိုက်စစ်ပံ့ပိုးမှုတွေပြုလုပ်နိုင်ခဲ့ပါဘူး။ဒီအချက်ကလေဘာဝီကိုကြီးမားတဲ့သတိပေးမှုတွေဖြစ်စေခဲ့ပါတယ်။ရာဒီကောမှာအာလုံးသာရည်ရဲကိုသွားမယ်ဆိုရင် သူနေရာကိုလုံလောက်တဲ့အစားထိုးမှုတွေပြုလုပ်နိုင်မှသာလဘဦးတို့ခြေနေကောင်းနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ squat rotation မလုပ်နိုင်တာကလဘဦးကိုတက်ရောက်မှုကြီးမားစေခဲ့တယ်။လဘဦးကဒီလူစင်းနေပဲပြိုင်ပွဲစုံကိုခြေတက်ပြိုင်ပွဲဝင်နေတာပါ။သူတို့စီမားကစားသမားတွေကိုလှည့်ပတ်သုံးဆဲစရာကစားသမားအင်အားလုံလောက်လောက်ရှိမနေခဲ့ပါဘူး။ဒီပွဲစဉ်မှာဆိုရင်လဘကစားသမားတွေရဲ့ခြေနောက်တွေကအလွန်အင်မတန်ပင်ပန်းနွဲနေနေပုံရပါတယ်။ဒီရဲ့ချက်ကိုလည်းဖြည့်ဆည်းပေးနိုင်မှသာလာမယ့်ရာသီမှာလဘဦးတို့ခြေနေကောင်းပါမယ်။ slot ရှိတဲ့လူတွေပဲဖြစ်အောင်ခြေတက်နေရတာပါ။ slot ကိုသွားပြပြောလို့မရပါဘူး။နံပါတ်၅ Premier League ဘလာပဲကျန်တော့တဲ့လဘဦး လပောင်းတဲ့လက်ထဲမှာခုဆိုရင်ပရီးမီးယားလိဂ်ဖလားတစ်လုံးသာကျန်ရှိပါတယ်ယခုနေ့နစ်ဆန်ပိုင်းလောက်ကဒီဖလားလေးလုံးလမ်းကြောင်းပေါ်မှာအရှိန်ကောင်းကောင်းနဲ့ခြေတက်နေနိုင်စေလပောင်းတဲ့အောင်ယခုချင်းရောက်ရင်ထုံးစံအတိုင်းတက်ပြက်လာခဲ့ကြပြီးဖလားတွေတစ်လုံးပြီးတစ်လုံးလက်လွတ်လာခဲ့ရပါတယ်ဒါကနှစ်တိုင်းဖြစ်နေကြပါဒီအစီအမလေးဆက်ဖြစ်ခဲ့ပါတယ်ပရီးမီးယားလိဂ်ဖလားမှာအာဆင်နယ်ကိုဆက်နက်မှဖျက်ထားနိုင်တဲ့အခြေအနေကောင်းတရက်ကိုတောက်လျှောက်ချေချော်ပြီးမလွတ်ပြစ်လိုက်ရဖို့လိုပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ